စ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများစကားနဲ့ပတ်သက်ပြီးရေးသားထားတဲ့ Driver ကိုပေါ့ရဲ့ post ကိုအသေးပေးတာကြောင့်ဆိုပြီး Driver Zebutron တပ်လွင်ကိုစစ်ကောင်စီကမတရားဖမ်းဆီးလိုက်ပါတယ်။ Driver Zebutron တပ်လွင်ကိုဖမ်းဆီးဖို့ပြီးခဲ့တဲ့ရက်ကလေးကစစ်ကောင်စီထောက်ခံတဲ့ Telegram channel တချို့ကတိုက်တွန်းထားတာပါ။ဝါရဖြန့်ဆက်ကပြသပြီးနောက်ရမှာ Driver ကိုပေါ့ကပြည်တွင်းကအမှုပညာသမားများတို့ပေးစာဆိုတဲ့ခေါင်းစဉ်နဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကိုယ်တိုင်လိုက်ပြပေးနိုင်ကြောင်းအစချစ်ပြီးစကောင်စီအတွက်ဇကာရက်ကူးသူတွေကိုဝေဖန်ထားတာဖြစ်ပါတယ်။အဲ့ဒီ post ကို Director ဇပြူထွန်းတက်လွင်ရဲ့တက်လွင်ဆိုတဲ့အကောက်က let react ပေးတယ်ဆိုပြီးဖန်ဆီးဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။စကောင်စီရဲ့ဝါရဖြန့်ဇကာကိုဝေဖန်လို့ဆိုပြီး Director မိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းဟာတာတရုတ်ဆောင်အုံတိုင်းနဲ့ Director အောင်ချမ်းလူတို့ကိုစကောင်စီကမတရားဖန်ဆီးထားတာကြောင့် ဒီဇက်ကားနဲ့ပတ်သက်ပြီးအနုပညာလောကကနေ၅ရောက်မြောက်ဖန်ဆီးခံထားရတာဖြစ်ပါတယ်။သူတို့အားလုံးကိုစစ်အုပ်စုကပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့အမှုဖွင့်ထားတာလို့သိရတာပါ။အခုလိုစစ်တပ်ကဖန်ဆီးနေတာဟောပြည်သူတွေကိုအကြောက်တရားရိုက်သွင်းဖို့စူးစမ်းနေတာလို့ပြည်သူတွေကပြောပါတယ်။စစ်တပ်ရဲ့အခုလုပ်ရတဲ့အတွက်ပြည်သူတွေကအပြင်းအထန်ဝေဖန်နေကြတာပါ။ဒရိုက်တာကိုပေါက်ကလည်းသူတင်တဲ့ Facebook post မှာ love reap ပေးသူကိုစစ်တပ်ကဖန်ဆီးတဲ့အပေါ်မှာပန်းပန်လေးကြောက်လက်သုံးချောင်းထောင်လေးကြောက် ငြိမ်သက်နေရင်လဲကြောက်အခုအသေးပေးလဲကြောက်နေပါရောလားလို့မေကွန်းထုတ်ထားပါတယ်နိုင်ငံတော်ပိုင်စစ်တပ်ကြီးရှိပြီးတေလောက်အောင်ကြောက်နေတာကရုပ်ပေါက်လွန်တယ်လို့ကိုပေါက်ကရေးသားထားတာပါစစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်စကားမှာ ပါဝင်တဲ့နေတူမြင့်မြတ်နေဝင်းအေးချမ်းမောင်ချူလေးမင်းမြင့်မိုးအောင်ခိုင်ငပြောကျော်စတဲ့အမှုပညာရှင်တွေဟာပြည်သူတွေရဲ့သဘိတ်မောက်တာကိုခံနေရတာပါအဲ့ဒီလိုလူတို့ကလူမှုရေးပြည်ထောင်ပေးတာဝိုင်းခေါ်ပြုလုပ်တာတွေကြောင့်စစ်ကောင်စီလက်အောက်ခံပြန်ကြောင်ရေးဝန်ကြီးဌာနက အမှုပညာရှင်အားလုံးကိုအစည်းအဝေးခေါ်ပြီးရွေးကောက်ပွဲအတွက်မဖြစ်မနေလှုံ့ဆော်ပေးရမယ့်အရာနဲ့မလှုံ့ဆော်ရင်အရေးယူမယ်ဆိုပြီးချိန်ချောက်ထားတာပါ။ဒါ့ပြင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါရဖြန့်ဇက်ကောင်ကိုဝေဖန်သူတိုင်းကိုလည်းအရေးယူသွားမယ်လို့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကချိန်ချောက်ထားပါရှင်။